မြောက်ဦးမြို့နယ်အတွင်းပဋိပက္ခကြောင့်ဒုက္ခရောက်ခဲ့ကြတဲ့ခြေရွာတွေပြန်လည်ထူထောင်ရင်းနဲ့ပတ်သက်ပြီး UNDP ကအလုံယုံဆွေးနွေးပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်ဒီသတင်းကိုတော့ဖိုတီဟာပေးပို့ထားပါတယ်ရှင်ပြည်ပြည်ဆိုင်ရာ NGO အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ UNDP ကကြီးမူးပြီးတော့မြို့နယ်အဆင့်ကေဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးကော်မတီတွေနဲ့ခြေရွာပြန်လည်ထူထောင်ရေးကော်မတီလုံခြုံရေးဆိုင်ရာပြန်လည်တုံ့ပြန်ချက်အလုံယုံဆွေးနွေးပွဲတစ်ခုကိုမြောက်ဦးမြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခမ်းမမှာဒီဇင်ဘာလ18ရက်နေ့က19ရက်နေ့အထိဆွေးနွေးပြုလုပ်ခဲ့ပါတယ် ီနေ့ဆောင်ရက်ရည်ရည်ရည်ချက်ဒီကျွန်တော်တို့ရည်ရည်ချက်လေးခုရှိပါတယ်အဲ့ဒီလေးခုကဘာလဲဆိုရင်ကျွန်တော်ပြီးရင်အကြောင်းမှမရှိဘူးဆိုလို့ရှိရင်ပရိဘက်ကဖြစ်စီဒါမှမဟုတ်ဒေတာဘေးအန္တရာယ်ကိုကြုံပြီးဖြစ်စီအဲ့လိုဖြစ်လာတဲ့အချိန်မှာအဲ့ဒီဒေတာရဲ့တိုးတက်မှုဖွံ့ဖြိုးနေတာဒီအနေနဲ့ကြာတယ်ဆက်လို့ပါ ဒီဆွေးနွေးပွဲကိုစီမံကိန်းဝင်ကြေးရွာဆရာဝါနဲ့ရှိရွာကကော်မတီဝင်တွေဌာနဆိုင်ရာတွေနဲ့လူမှုအဖွဲ့အစည်းကလူပုဂ္ဂိုလ်50ကျော်တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်တိုးတက်ဖွံ့ဖြိုးမှုအတွက်လိုအပ်တဲ့ငြိမ်းချမ်းတည်ငြိမ်မှုအခြေအနေတို့နောက်ခုနောက်ပဲပညာရေးကျန်းမာရေးစသဖြင့်အဲ့လိုလိုအပ်တဲ့လူဝဲချက်တွေကိုဆောင်ရွက်ပေးနိုင်မှုအတွက်ကျွန်တော်စီစဉ်ဖော်ထုတ်ခြင်းပါအမျိုးမျိုးနဲ့အတွင်းမှာရှိတဲ့ဌာနဆိုင်ရာတွေကလည်းကရစေးင်းနဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးတင်ပြဆွေးနွေးခဲ့ကြပါတယ် UNDP ဖွဲ့စည်းရာမြောက်ဦးမြို့နယ်အတွင်း1994ခုနှစ်မှစတင်ပြီးကုညီဆောင်ရွက်ပေးနေတဲ့ဖွဲ့စည်းဖြစ်ပြီးကျေးရွာပေါင်း49ခုနဲ့ယခုလက်ရှိစီမံကိန်းအတွင်းကျေးရွာပေါင်း100ရွာကိုပြန်လည်ကုညီဆောင်ရွက်မယ်လို့သိရှိရပါတယ်။ကျွန်တော်ဖိုးတီဟာသတင်းပေးပို့ထားတာပါ။